sampa u purified drinking water ကျွန်တော်ရဲ့ရုပ်ရည်အားပြည်သက်တွေနေတဲ့အချိန်မှာဘယ်လိုမှမင်းသားမဖြစ်နိုင်တဲ့အတွက်ကျွန်တော်အစိုးရအနေနဲ့ပဲပါဝင်တည်ဆောက်ပြီးတော့ကျွန်တော်ဟိုတည်ဆောက်ပြီး social network မှာဒီအချင်းမျိုးတင်တယ်တင်တဲ့အချိန်မှာပြည်သက်ရဲ့အားပေးလက်ခံမှုအပြည့်အဝရရှိခဲ့ပါတယ် Okay ဟိုတယ်မှာဒီဇင်ဘာ16ရက်နေ့ကမိတ်ဆက်ခဲ့တဲ့ထဲရန်အလွမ်းဟာဘုဒ္ဓရဲ့ဒုတိယမြောက်သချင်းအယ်ဘမ်မှာ Facebook လူမှုကွန်ရက်တွေပေါ်လူကြိုက်များခဲ့တဲ့ဒီဇင်ကိုပဲ အဗန်ခေါင်းစဉ်ပေးပြီးပေးသက်စီအရောက်ပို့ပေးမှာဖြစ်ပါတယ်။သချင်းအော်ဒီယိုအရင်ထွက်မဲ့လဲရန်အလွမ်းဆိုတဲ့ဒီအဗန်ထဲမှာတော့သချင်းစူးစူးပေါင်း73ပုတ်ပါဝင်မှာဖြစ်သလိုမင်းချစ်သူချွန်ချွန်ဂျွန်ဟန်စတဲ့တေးစီယာတွေကလည်းအားဖြည့်ကူညီပေးခဲ့ကြပါတယ်။အေဆောမင်းနန်းနဲ့ချွန်ချွန်တို့ကတော့ featuring အနေနဲ့ပါဝင်ခဲ့ကြတာပါ။လူကြိုက်များလာတဲ့လဲရန်အလွမ်းသချင်းလေးကမိုးထက်အတွက်တော့တကယ့်ကိုအမှတ်တရပါပဲ။ဒီအမှတ်တရကိုပို့ပြီးလှပအောင်စူးစမ်းခဲ့တဲ့မိုးထက်ကတော့ဒီအချိန်မှာပေါ့ RMB ကိုအခြေခံထားပါတယ်။ပေါ့ RMB လေးပါမယ်ပြီးတော့ အခုနောက်ပိုင်းမှာကျွန်တော်တို့အသက်ရွယ်တွေမဆိုးတဲ့ reggae ပုံစံလေးပါမယ်ပြီးတော့ soft rock ပုံစံလေးပါမယ်โอเคဟိုကျွန်တော်ဒီလဲလဲလောကကျွန်တော်ရဲ့ဘဝအကြောင်းလေးကိုရေးထားတာပေါ့နော်ကျွန်တော်တကယ်ကြီးချွတ်ချွတ်ကကျွန်တော်အတွက်ကျွန်တော်လဲလဲမှာအသေးခွေးခဲ့ရတဲ့အကြောင်းလေးကိုကျွန်တော်လည်း10နှစ်ကျော်10နှစ်ကျော်သောဘဝမှာကျွန်တော်အသေးခွေးခဲ့ရတဲ့အကြောင်းလေးကိုရေးပြထားတော့ဒီသတိလေးက social network မှာလည်းအရန်ပြန့်နှံ့နေရပေါ့နော်အဲ့လိုပြန့်နှံ့နေရဆိုတော့ဒီသတိလေးကို series တိုက်တဲ့အဖြစ်ကျွန်တော်ပရိသတ်ရှိကိုချပြခြင်းတာချပြီအဲ့တော့ဒီခွေးလေးကို ကျွန်တော်တကယ်ချင်းနေရာလဲအားပေးတယ်တီးနေတီးဝိုင်းနေအဖက်ဖက်ကအားပေးတယ်ကုညီချမယ်လို့လဲပြောတယ်အဲ့အတွက်ကျွန်တော်သူတို့ရဲ့အားတွေနဲ့ကျွန်တော်ရဲ့ကြိုးစားမှုကိုပေါင်းပြီးတော့ဒီဗီဒီယိုစီစဉ်ပြတာပါတီးစီအောင်မြင့်ချစ်သူကတော့မုတ်တရဲ့အရေးရှင်းကိုကြည့်ပြီးမှသူ့တခြင်းချို့ကိုတည်ဆောက်ခွင့်ပြုခဲ့တာပဲဖြစ်ပါတယ် ဒီပေဦးဆိုရတဲ့မိုးတက်ကသူတချင်းပြိုင်ပွဲတွေမှာတော့ online မှာသူတချင်းလေးဆိုရဲတော့ online မှာတချင်းလေးဆိုပြီးတော့တချင်းပြိုင်ပွဲတွေမှာလည်းဒီတချင်းလေးနဲ့ဆူရခဲ့တယ်ဆိုတော့ကိုယ်လာဖက်ပြတာပေါ့နော်ဖက်ပြတဲ့အခါကျတော့သူဆူလာတာလေးလည်းကောင်းတယ်အဲ့တော့ဝေဖက်မယ်ဆိုတဲ့အခါကျတော့သူဆူခြင်းလဲဆိုွားဆိုပြီးတော့ဖက်ပြလိုက်တာပါသူကအဆက်သုံးရင်းလေးထွက်မယ်လို့ပြောတယ်ဒါပေမဲ့အဲ့တော့တော့ဟိုအကျမ်းမလာဖွင့်ပြရတဲ့ပြဆိုတာကောင်းပါလေကောင်းတဲ့အတွက်ကြောင့်မလို့ပြည်သက်တဲ့ခံစားမှုအစ်တစ်ခု တိုင်းတာတစ်ခုတည်းရရှိနေပြီလို့ပြောလို့ပါ